င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ5ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ရွေးကောက်ပွဲမှာ NLD မပါဝင်တာကြောင့်လက်ရှိဖြစ်ပွားနေတဲ့လက်နက်ကင်ပဋိပက္ခတွေအပေါ်ပြောင်းလဲမှုမဖြစ်စေနိုင်ဘူးလို့စစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကြားသုံးသပ်မှုတွေရှိနေတယ်ဆိုတဲ့သတင်း။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုဖြုတ်ချရမှာအဓိကနေရာကပါဝင်ခဲ့တဲ့ကြောင်းသားကောင်းဆောင်တွေဟာနိုင်ငံရေးပါတီတွေတခုကိုထူထောင်ခဲ့ပေမဲ့ နိုင်ငံရေးထောက်ခံမှုရရှိဖို့ရုန်းကန်နေရတယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲမှာ NLD မပါဝင်တာကြောင့်လက်ရှိဖြစ်ပွားနေတဲ့လက်နက်ကင်ပဋိပက္ခတွေအပေါ်ပြောင်းလဲမှုမဖြစ်စေနိုင်ဘူးလို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားသုံးသပ်မှုတွေရှိနေတဲ့ဆွဲတဲ့တင်မဲ့ဖြစ်ပါတယ်။လာမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မပါဝင်တာကြောင့်လက်ရှိဖြစ်ပွားနေတဲ့လက်နက်ကင်ပဋိပက္ခတွေအပေါ်ပြောင်းလဲမှု ဖြစ်စေနိုင်မှုလို့စစ်ရေးနဲ့နိုင်ငံရေးအခက်အခဲတွေကြားသုံးသပ်မှုတွေရှိနေကြပါတယ်။2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲမှာမြန်မာနိုင်ငံရွေးကောက်ပွဲတွေမှာအများဆုံးအနိုင်ရလေးရှိတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ပါတီမှတ်ပုံတင်ထားခြင်းမရှိပါဘူး။အဲ့ဒီလိုရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့မပါဝင်တာဟာ လက်နက်ကင်တိုက်ပွဲတွေမှာပြောင်းလဲမှုဖြစ်စေနိုင်တဲ့အထူးအကြောင်းရင်းဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးသက်သူတဦးက CNN သတင်းဌာနကိုပြောပါတယ်။ဟိုဒီရေတောက်ပွဲမှာကနော်ရေတောက်ပွဲမှာက NLD ကိုပါဝင်ခွင့်မပြုတဲ့အခါကနော်မပါမပါဝင်တာကဒီလက်နက်ကင်တိုက်ပွဲတွေနော်အခုဖြစ်နေတဲ့လက်နက်ကင်တိုက်ပွဲတွေထဲမှာအာဒီအကြီးအကျယ်ပြောင်းလဲမှုမဖြစ်နိုင်သေးတဲ့အဓိကအကြောင်းရင်းပဲအဲ့တော့ အဲတခုတော့ရှိတယ်ဒီဟာပြီးသွားတော့ရေကောက်ွဲပြီးသွားတဲ့အခါမှာသူတို့ကဥပဒေရှင်အစိုးရလိုပဲအစိုးရလက်ထက်မှာလိုပဲ NLD ကိုအဲဓာတ်ပြန်ရေကောက်ွဲမှာပါဝင်ဝင်ပြီမှာလားနော်အဲ့လိုဆိုလို့ရှိရင်တော့ဥပဒေရှင်အစိုးရကအချင်းချင်းမျိုးကညော်နဲ့ဒီဟာရှိတာပေါ့နော်သို့တော့သို့တော့အဲ့ဒီလိုမျိုးပြန်ဖြစ်ပါအောင်မလားအဆိုတာကအဲဒီဒီတန်တရားရှိပြဖြစ်တယ် ။ဘာဖြစ်လို့လဲဆိုတော့အဲနောင်တက်လာမဲ့အဲစိုက်ခါစခေါင်းဆောင်နော်ဟိုလူမျိုးကြီးမရောနိုင်တော့နောက်ဒီတိုင်းသူကနော်ဥက္ကရာဥခင်ရောကအဲသူတို့ကနည်းနည်းအဲဒီဟိုဖြစ်တယ်လို့ဟိုယူဆရတာပေါ့နော်သူတို့ကဥသိမ့်ကျင်တော့မပြောပြောင်းဘူးအဲနောက်တစ်ခုကကျွန်တော်တို့ဒီဒီပြည်ပြောင်းလဲရေးပေါ့နော်ပြည်ပြောင်းလဲရေးကို သိပြီးတော့အဲဥပဒေတင်လို့တက်တက်ကြွကြွလုပ်နိုင်တယ်ဆိုရင်ခင်ရဘူးမခင်ဘူးမခင်တဲ့အခါကျတော့အဲ့ဒီအခြေအနေမျိုးဖြစ်လာလို့မလွယ်ဘူးပေါ့နော်အဲ့ဒီလိုနိုင်ငံရေးအခြေအနေမျိုးဖြစ်လာရင်တော့အဲချားတတိယတော့အခု PDF တွေ NUD တို့လောက်ရှားနေတဲ့နေရာတွေကတဖြည်းဖြည်းဒီ NLD ဒါရေတော့ပွဲမှာပါဝင်လာပြီးတော့နော်အဲဒီ လွတ်တော်ကိုယ်ပြည်နေရာချိုးပြန်ရမယ်အဲဆိုရအောင်လို့ဥဒင်းကျင်ဆိုရလက်ထက်ဓာတ်ရရွေးကောက်ပွဲကာလလိုမျိုးပြန်ဖြစ်လာတဲ့ချိုးရှင်တော့ညောင်းနေကြာရှိတာပေါ့နော်ပြီးခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီ1ရက်ကမြန်မာတမတော်ဟာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကို2020ထွေထွေရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုတွေကိုမဖြေရှင်းပေအစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုတာဖျောက်ချခဲ့ပြီးနောက်ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ကိုဖမ်းဆီးထိန်သိမ်းခဲ့တာပါ လက်ရှိမှာ NLD ပါတီရဲ့ပူးတွဲထူထောင်သူနာယကကြီးသူရဦးတင်ဦးဒုတိယဥက္ကဋ္ဌဒေါက်တာစောမြင့်မောင်နဲ့နိုင်ငံရေးတာဝန်လူထုဆက်ဆံရေးနဲ့တည်င်းပြန်ကြားရေးတာဝန်ခံမုံရွာအောင်ရှင်တို့ဟာလည်းကွင်လွတ်သွားခဲ့ပြီဖြစ်ပါတယ်။ဒါအပြင်နိုင်ငံတော်ကလူငင်းချမ်းသာမှုတွေပေးတဲ့အထင်မှာလည်းအခုချိန်အထိဒေါ်အောင်ဆန်းစုကြည်မပါဝင်သေးတာကိုတွေ့ရတဲ့အတွက်ရွေးကောက်ပွဲပြီးမှလှုပ်ပေးနိုင်ပွဲရှိကြောင်းလည်းစစ်ရေးနဲ့နိုင်ငံရေးအခက်အခဲတွေကြားသုံးသပ်မှုတွေရှိနေကြတာပါ။ဒေါ်အောင်ဆန်းစုကြည်မပါဝင်တဲ့နိုင်ငံရေးအခင်းကျင်းမှာ တော်လိုင်းအင်အားစုတွေပိုကြီးထွားလာနိုင်တယ်လို့တော်လိုင်းအင်အားစုတွေရဲ့စိတ်တက်ရှိရဟာလည်းအများကြီးကျသွားနိုင်တယ်လို့ရင်းချိန်လုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥက္ကွန်ဆိုင်ကစီရင်တဲ့တင်းဌာနကိုပြောပါရယ်ဟိုအခုကျွန်တော်တို့ဒီလုံးမှာအုံကြွပြီးတော့မှတွန်းလန်တိုက်ခိုက်နေမှုဟာဟိုຢາກໄຂງົງປີ້ລູပြောລູမຢາດດີບໍ່ຂະເນາະ အများကတော့ညာကိန်းလုံးပြည့်လို့ထင်တယ်ဒါပေမဲ့ညာကိန်းပြုံးပြီးလုံးပြည့်လို့ပြောလို့မရသေးတာကတော့တော်စုအပေါ်မှာဟိုမျောလင်းချက်တွေထားတာလေရှိမှာပေါ့နော်အဲ့ဒါကြောင့်မလို့တို့လည်းမပါဝင်ကြဘူးတို့တို့လည်းပဲဒီတကယ်လို့တော်စုတာတခုခုဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ဒါက NLD လည်းပြီးသွားပြီဆိုလို့ရှိရင် အာကျွန်တော်တို့တော်လိုင်းရေးအများစုအများစုကပုံပုံမှအင်အားပုံကြီးထွာလာနေပါတယ်တစ်ဖက်ကလည်းပြောမှာပေါ့ဗျာဒေါ်စုမရှိတော့တဲ့အတွက်ကြောင့်မလို့ဒေါ်စုကိုမိပြုံးမှလှုပ်ဆောင်နေတဲ့တော်လိုင်းရေးအင်အားကသူကစိတ်ကြရေးရမှာအများကြီးကြာတော့နိုင်တယ်လို့လည်းပြောတာလည်းရှိနေတော့ဒါဘီနှစ်ခုမှပဲဟာဖြစ်နေဆိုတော့ကျွန်တော်တို့စောင့်ကြည့်အောင်ပါဗျာနော် ဒါပေမဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံအကျပ်တဲတွေနဲ့လက်နက်ကင်ပဋိပက္ခတွေပြည်လဲရေးဆွေးနွေးညှိနှိုင်းရမှာတော့ဒေါအောင်ဆန်းစုကြည်လည်းပါတင်ပါထိုက်တဲ့လူပုဂ္ဂိုလ်တဦးဖြစ်ကြောင်းလဲစည်ရင်းတဲ့နိုင်ငံရေးကိစ္စတွေကြာသုံးသပ်မှုတွေရှိပါတယ်တိုင်းရင်းသားတွေရဲ့အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးနဲ့ဒီမိုကရေစီအင်အားစုနေဦးတော်လှန်ရေးကအာဏာလွတ်ပွဲဟာအနည်းငယ်ကွာခြားမှုရှိတယ်လို့ NCA ထုတ်ထားတဲ့ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှဥက္ကဋ္ဌဘိုးမူကြီးခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ တိုင်းသားတွေရဲ့အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးနဲ့ဒီမိုကရေစီအင်အားစုຫນွေဥတော်လှန်ရေးကအာဏာလုပွဲဟာအနှဲငယ်ကွာခြားမှုရှိရလို့ NCA ထိုးထားတဲ့ပဝေမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCAS မှအခုတော့ဗိုလ်မှူးကြီးခုံးကွာကစီရင်နိုင်ခြင်းဌာနကိုပြောပါရတယ်။2021ခုနှစ်နောက်ပိုင်းနိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက်ပေါ်ထွက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်း EOA နဲ့ပူးပေါင်းကမြန်မာတပ်မတော်ကိုဖြုတ်ချရေးတိုက်ပွဲဖော်ဆောင်လျက်ရှိပါရတယ်။ တိုင်းဒါလနဲ့ကင်တွေရဲ့နိုင်ငံရေးရှိမှန်းချက်ကအမျိုးသားလူမျိုးရေးနဲ့အမျိုးသားအကျိုးစီးပွားကိုအမခံချက်ရှိဖို့အတွက်ဖြစ်တယ်လို့ပအိုးမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO NCAS မှအခုထောက်ပုံမူကြီးခုံးကွာက CNN သတင်းဆန္ဒကိုပြောပါတယ်ဒီတိုင်းဒါတွေရဲ့အမျိုးသားလူမျိုးမှုတော်လှန်ရေးနဲ့နော်ကျွန်တော်တို့ဟိုဒီဒီမိုကရေစီအားစုတွေပေါ့ကွာအမေဦးဖွဲ့တွေရဲ့အနာလူပွဲနဲ့ကနည်းနည်းလေးကွာတယ်ဗျနည်းနည်းလေးကွာ ဒါကြောင့်ဒီအမျိုးသားလုံးမြောက်ရေးအမျိုးသားကျိုးစီးပွားအတွက်မဝရေပလောင်နေကူကတ်နေတိုက်နေကြတာသူသူမှနိုင်ငံကြီးဒီမှန်ချက်ကအမျိုးသားကျိုးစီးပွားအမှတ်ခံရရှိဖို့ဖြစ်နေတယ်။နောက်နေပြီးတော့ကလထိုင်မှာနေပြီးတော့အာနာကိုလူယူမဲ့အာရောက်ချင်မှရောက်ပါတော့လေ။အဲဒီတော့နေပြီးတော့အာနာကိုလက်လက်လက်ကြောင်လူယူခြင်းနဲ့အာ နိုင်ငံရေးယူမန်ချက်ရှိတဲ့အဖွဲ့တွေကတော့အဲ့ဒီယူမန်ချက်တိုင်းဆက်လုပ်ကြပေါ့ဒါတော့ဒီဘယ်လိုဟိုကံကဖို့လည်းအကြောင်းမရှိပါဘူးသို့တော်တိုင်းမှာဒီကဒန်းတူရင်းနဲ့ကိုယ်ပိုင်ကြတန်းကိုမိမိလူမျိုးရဲ့ဒီနေရေးချမှုအကျိုးစီးပွားကိုကာကွယ်ဆောင်ရှောက်အောင်လေဆိုတော့အမျိုးသားလူမျိုးမှုပေါ်လာရေးကကျွန်တော်တို့အသေးပဲနည်းနည်းကွာတယ်ကြာဒါကြောင့်ဒီမတူတဲ့ဇမကျနိုင်ငံရေးဇမကျနှစ်ခုက ဒီလုံးအတူရဲ့အချိန်မှာတော့အပူတွဲတာပေါ့နော်မတူတဲ့အခါကျတော့လည်းပြန်ခွဲလောက်တာပေါ့တူတာတွဲလောက်ပြီးတော့မတူတဲ့အချိန်ကျတော့ခွဲလောက်ပေါ့ဗျာဒါပါပဲဆရာအဲ့ဒီလိုဖြစ်သွားတာဆိုတော့ဘယ်ဟာတော်လိုင်းဆန်တယ်ဘယ်ဟာတော်လိုင်းမဆန်ဘူးလို့မှတ်ချက်တော့ပေးလို့မရဘူးပေါ့ဗျာတိုင်းဒါလန်နကိုင်အဖွဲ့စည်းအေအိုတွေက1949ခုနှစ်ဇန်နဝါရီ4ရက်လွတ်လပ်ရေးရပြီးနောက်ကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးတောင်းဆိုပြီးတော်လှန်ခဲ့တာမှာနှစ်ပေါင်း80ကျော်ခဲ့ပြီးဖြစ်ပါတယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကတော့2023ခုနှစ်ဖေဖော်ဝါရီလ3ရက်မှာ NLD အစိုးရကို2020အထွေထွေရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုကိုဖြေရှင်းမယ်အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကမြန်မာတပ်မတော်ကဖြုတ်ချလိုက်ပြီးနောက်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ် အဲဒါကြောင့် PDF တွေကမြန်မာတပ်မတော်ကိုဖြုတ်ချပြီးဘဝအာဏာကိုပြန်လည်ရရှိရေးကြိုးပမ်းနေတာဖြစ်ပြီး EO တွေကတော့မိမိလူမျိုးလွတ်မြောက်ရေးကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက်ကြိုးပမ်းနေတာဖြစ်ပါတယ်။လက်ရှိအချိန်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့မိမိလက်ရှိကြုံတွေ့နေရတဲ့အခြေအနေကမိမိမျှော်မှန်းခဲ့တဲ့အခြေအနေတွေနဲ့ထက်သူကြသလားဆိုတာကိုကိုယ်တိုင်စဉ်းစားသုံးသပ်ဖို့အရေးကြီးတယ်လို့တင်ဒကမဟာဗျူဟာလေးလာရဲ့အဖွဲ့မှာ Writer ဦးသိန်းထုံးကစီရင်တင်ဌာနကိုပြောပါဗျာ။ကျွန်တော်မျိုးကတော့ဒီလိုချင်အောင်အခြေအနေတော့ ကိုဘလို့ကြုံတွေ့ပြီးတော့ကိုညော်မင်းနေတာနဲ့ကိုတကယ်ကြုံတွေ့ကြရတာတကယ်မှန်နေလားဆိုတာကိုတိုင်စဉ်းစားသုံးသပ်နိုင်လို့အရေးကြီးတယ်မှာအဲ့ဒါစဉ်းစားသုံးသပ်နိုင်လို့ဆိုရင်ဒီလိုဘာလို့မှမဆိုအဖြစ်ခံလာပါလိမ့်မယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ခိုးတော့အကြီးမောင်းများတယ်ကျွန်တော်တို့ပြောခဲ့ပြီးသားပေါ့ပြောခဲ့ပြီးသားဖြစ်တဲ့တော့ဖတ်တော့မပြောလို့ပါဘူးဟိုတိုက်တယ်ကျွန်တော်တို့ချက်နေပြီအများကြီးပြောနေရတယ်ဒါပဲဒါပေမဲ့ဟိုတိတ်တော့ခေါင်းနဲ့မရောက်ကြဘူးတူးရယ်ဆိုနေတဲ့အချိန်မှာ ကိုစိတ်ကြိုက်ပေါ့နော်စိတ်ထင်ရလုပ်ကြရလို့ရှိတယ်ဒါပေမဲ့အဲ့ဒီဇာတ်လတ်ဒီအတိုင်းခွက်ခွင်းရလားဆိုတာအရင်ကစမ်းကြည့်ဖို့ပြီးတယ်ဇာတ်လတ်တိုင်းမခွက်ဘူးဆိုတော့ဘာဆက်လုပ်မလဲဆိုကိုယ့်ကိုစုံချပေါ့အဲ့ဒါကကိုကိုအရင်ရှင်းနေတာဆန်ပါလိမ့်2023ခုနှစ်အော်တိုဘာ29ရက်မှာတောင်းတပ်ဖွဲ့ TNL လေးကိုကတပ်ဖွဲ့ MNDA ရခိုင်တပ်ဖွဲ့ AA KNDR BNR လေး BBL လေး NDY PDF DBL လေး PL လေးစားတဲ့လက်နက်ကင်အင်အားစုဝေးနဲ့စုဖွဲ့ကတစ်တုံညာနှစ်ကုန်စစ်စင်ကိုရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးရဒါကြီးအတွင်းမှာဖော်ဆောင်ခဲ့ပါတယ် အဲ့ဒီနောက် TNLAMNDAA တို့ကသူတို့လူချင်းနဲ့နေမီထိန်းချုပ်နိုင်တဲ့အမျိုးသားအကျိုးစီးပွားအာမခံချက်ကိုမြန်မာတပ်မတော်နဲ့ဆွေးနွေးသဘောတူညီမှုရရှိခဲ့ပြီးနောက် PDF တွေနဲ့ပတ်သက်မှုမလုပ်ဘဲလမ်းခွဲသွားခဲ့ကြပါတယ်။အလားတူ KIA နဲ့ AA ကလည်းရခိုင်ပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအတွင်းကသူတို့လူချင်းနဲ့နေမီတွေထိန်းချုပ်သိမ်းပိုင်နိုင် PDF တွေကိုအတုံးချပြီးတိုက်ခိုက်နေရထိုက်တင်တဲ့လောက်ထိန်းချုပ်နိုင်ပြီဖြစ်တာကြောင့်မြန်မာတပ်မတော်နဲ့ဆွေးနွေးဖို့နောက်ကွယ်မှာဆက်သွယ်ညှိနှိုင်းလျက်ရှိတယ်လို့နှိစက်သူတွေကပြောပါတယ်။ဒါပေမဲ့ PDF တပ်ဖွဲ့တွေကတော့မြန်မာတပ်မတော်ကိုတိုက်ခိုက်နေတဲ့အချိန်ကိုပိုင်ထိန်းချုပ်နိုင်ပြီမရှိသေးသလို နေပြည်တော်ကဗဟိုအာဏာကိုချိန်ချောက်နိုင်တာလည်းမရှိသေးပဲဖြစ်နေတယ်လို့စေရင်နဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံမှာပါတီထောင်ပြီးဥက္ကဋ္ဌလှုပ်ချင်သူတွေများပြားနေတယ်လို့နိုင်ငံရေးလှလာတုံးသက်သူဦးထောင်ကျော်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံမှာအားနေရင်နိုင်ငံရေးပါတီထထောင်းပဲပါတီဥက္ကဋ္ဌလှုပ်ချနေတဲ့သူများနေကြောင်းနိုင်ငံရေးလေလာသုံးသက်သူဦးထောင်ကျော်က CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာနိုင်ငံရေးပါတီတွေမပုံတင်ခြင်းဥပဒေကို2023ခုနှစ်ဇန်နဝါရီ31ရက်ကပြဋ္ဌာန်းခဲ့ပြီးပြည်တော်စုအဆင့်ပါတီဖြစ်ပါကမြို့နယ်တရားကျော်မှာပါတီရုံးခန်းဖွင့်ရမှာဖြစ်ပြီးပါတီဝင်အား9000စုစည်းနိုင်ရမယ်လို့သတ်မှတ်ထားပါရယ်အဆိုပါကတ်သက်ချက်တွေရှိနေတဲ့အတိုင်းမြန်မာနိုင်ငံမှာနိုင်ငံရေးပါတီ90ကျော်ရှိပြီးပါတီတွေဖောင်းပွားလျက်ရှိနေကြ ောင်ပါတီထောင်ဥက္ကရာလုပ်ပြီးနိုင်ငံတော်အဆင့်အခမ်းအနားတွေတက်ရောက်ပြီးအာဏာပိုင်တွေနဲ့ရင်းနှီးမှုရယူကာကိုကျိုးစည်းဝါးရှာနေကြသူတွေလည်းရှိနေကြောင်းနိုင်ငံရေးလေလာစောင့်ကြည့်သူတွေက ထောက်ပြကြပါဗျာ။ မြန်မာနိုင်ငံမှာပါတီတွေကဘာမှမကန့်သတ်ထားပြန်ရင်လည်းတမတန်ကိုဖောင်းပွားပြီးမှအာဏာရပါတီထားထောင်တဲ့အမျိုးဥက္ကဋ္ဌကြီးလှုပ်ချနေတဲ့လူတွေကလည်းများတာတော့လေဟုတ်တယ်နိုင်ငံရေးပါတီဆိုတာဟာပြည်သူကိုဗဟုပြုပြီးပြည်သူအကြိုကိုမျက်နှာမူရတဲ့နိုင်ငံရေးသမားတွေနဲ့စုဖွဲ့ထားတဲ့နိုင်ငံရေးအင်အားစုတရက်ဖြစ်ပြီးရွှေကောက်ပွဲသို့ဝင်ရောက်ရှင်ပြိုင်လျက်မိမိတို့မူဝါဒသဘောတရားတွေနဲ့အညီနိုင်ငံတော်ရဲ့အကျိုးပြည်သူရဲ့အကျိုးကိုလွတ်တော်တွင်မှပြောဆိုဆွေးနွေးဆောင်ရွက်ကြမဲ့သူများဖြစ်တဲ့ကြောင်းလေးလာဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်မြန်မာပြည်မှာမ ြန်မာတွေရဲ့သဘောထားတစ်ခုကတပည့်မခံခြင်းကြောင့်ပုံကိုရေးလွှမ်းမိုးတဲ့လူအဖွဲ့အစည်းကဖြစ်နေတဲ့အတွက်ပါတီတွေပေါ်နေရကြောင်းနေပြည်တော်စပူတီရိမြို့နယ်ကနေတတိပုဂ္ဂလကိုစလေလောင်းအဖြစ်ရွေးကောက်ပွဲဝင်ပြိုင်မယ်ဒေါက်တာအောင်မျိုးကစီရင်တဲ့သတင်းဌာနကိုပြောပါရစေ။ သူ့အစပါတီထောင်လို့ဥပဒေထင်စင်လို့ထောင်ထောင်တော့တကယ်တော့နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေများလာတာဆိုတာဒါကဝန်တာကြီးရတယ်ပေါ့နော်အဲ့တော့ဟိုပါတီထောင်လို့ညီခွဲတစ်ခွဲရမယ်တယ်လီဖုန်းနဲ့တန်တဲ့ခေတာတယ်လီဖုန်းပေးရဆိုတဲ့ဟိုနဝတာခေတာထောင်တာမျိုးမှမဟုတ်တာကြီးအဲဆိုတော့အဲ့လိုပေးလို့ထောင်လို့ဆိုလဲထောင်မကြည့်ပဲအဓိကဘာပဲထောင်တော့စနစ်ပဲတူတာလေနောက်ဆုံးကျတော့လူလူထောက်ခံမှုရတဲ့သူကကျန်ခဲ့မှာပဲရှင်းရှင်းကြည့်ခံခဲ့မှုဆိုတာကတောက်ခံတဲ့ရရှိတဲ့ဘုကရည်တည်မှုနဲ့များတဲ့ဆောင်တဲ့သူကနောက်ဆုံးကျန် မှာဟုတ်နော်မြန်မာပြည်ရဲ့သဘောထားတစ်ခုလို့ရှိရင်အဲ့ဒါကသူကတပည့်မခံနေတာပေါ့တပည့်မခံနေဘူးသူကတစင်းထောင်းနေတယ်ပုဂ္ဂိုလ်ရေးကုက္ကမှုဓမ္မရီယာရှိနေတယ်ကျင်းရဥပဒေအဓိကမဟုတ်ဘူးအဲ့လိုစစ်တဲ့ပုဂ္ဂိုလ်ဘွာရမို့သူပုဂ္ဂိုလ်ရေးကဖြစ်တဲ့ဆိုရင်ဒီလိုအဲ့ဒီလိုက်ကြားတဲ့အခါကျတော့ ်အခု energy ကလည်းနိုင်ငံတော်ပုံတန်နေတဲ့ခင်ပါလေတဲ့ energy ကလည်းအပြိုင်ပေါ့နော်စတဲ့အဖွဲ့ကြီးကြီးကအတူတည်းအတူတည်းတန်းတဲ့ဒီမှာအဲ့တော့ဒါကလူမျိုး character နဲ့ဆိုင်တယ်ပုဂ္ဂိုလ်ရေးကစံပိုးတဲ့လူဖွဲ့ကြီးဖြစ်နေတဲ့ပြဿနာအကြီးကြီးတလူပေါ်နေတာလို့ပြောနိုင်တယ်လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံရေးပါတီတွေကိုထူထောင်ကြရမှာစီးပွားရေးသမားပြည်ပနိုင်ငံပြည်ရင်းအင်အားကြီးအဖွဲ့အစည်းစတဲ့အစုအဖွဲ့တွေကနိုင်ငံရေးစီးပွားရေးနဲ့ပြည်သူလူထုကြား proxy အဖြစ်ကစားဖို့ထူထောင်ထားကြသလိုပြည်သူလူထုနဲ့တိုင်းပြည်အပြောင်းအလဲကိုတကယ်ဖော်ဆောင် ောင်ကျင်ပြီးပါတီထောင်ကျသူတွေလည်းရှိနေပါဗျ။မြန်မာပြည်မှာနိုင်ငံရေးပါတီတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်ရင်အတန်အသင့်နေရာရကြောင်းနိုင်ငံရေးပါတီထောင်ပြီးနိုင်ငံရေးအားဟန်ပြလုပ်တဲ့ပါတီတချို့လည်းတွေ့ရကြောင်းရန်ကုန်စောင့်ကြည့်အဖွဲ့တီထောင်သူဒေါက်တာညိုညိုတင်းကစီရင်တဲ့သတင်းဌာနကိုပြောပါရစေ။ တတိယနိုင်ငံမှာငယ်သမားကောင်းဆိုတာပါလေဆိုတာကိုအာကိုရလောက်တဲ့အတိုင်းတာတစ်ခုချင်းမရှိခဲ့ဘူးပြောရမယ်ဒီဘုရားရှင်ကဘာကပဲဖြင်ရှားခဲ့လဲဆိုတော့နိုင်ငံရေးသမားဆိုလို့ရှိရင်နိုင်ငံရေးပါတီခေါင်းရမယ်လို့အစိုးရတွေက တွန်းအားပေးတယ်။အဲ့လိုတွန်းအားပေးတဲ့အခါမှာအာဒီနိုင်ငံရေးသမားတွေကလည်းအခွင့်အောင်းယူနိုင်ငံရေးသမားအချို့ပေါ်အုံလုံးတော့လည်းမဟုတ်ပါဘူး။နိုင်ငံရေးသမားအချို့ကအစိုးရကတွန်းအားပေးတဲ့ပုံမှာမူတည်ပြီးနိုင်ငံရေးပါတီတွေထောက်ရတယ်။နိုင်ငံရေးပါတီတစ်ခုရဲ့ဥပဒေဖြစ်လို့ရှိရင်အတန်အသင့်ပေါ်နေရာရတယ်ဆိုပြီးတော့နိုင်ငံရေးပါတီထောင်ပြီးတော့လည်းဟိုနိုင်ငံရေးကိုခံပြလုပ်တဲ့ပါတီတချို့လည်းပဲအပြုတွေရတယ်။အဲ့တော့ဒီနိုင်ငံမှာကဒီလူလူရဲ့အမြင်ကနိုင်ငံရေးသမားဆိုလို့ရှိရင်သူရအကြိုက်နိုင်ငံရေးပါတီထောင် ယ်ဥပဒေလုံးမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဂုံဒိတ်ခါအဲ့တွက်ကိုယ့်ရဲ့လူမှုစုသွားအကျိုးစီးပွားတွေအတွက်ဒါဥပဒေလုံးမယ်ပြီးလို့ရှိရင်ရုပ်ကပွဲဝင်မယ်ရုပ်ကပွဲမနိုင်ရင်ပြန်ပြီးတော့ရူရူတနပ်ပါတီဥပဒေလုံးမယ်ပွဲလမ်းစဉ်တွေဥပဒေအနေနဲ့တမယ်ဆွေရောက်တောင်ရောက်ခရီးလေးပါပြောမယ်ဆိုတဲ့အမြင်ကြီးကဒီလူလူမှရှိနေတယ် နိုင်ငံရေးဆိုတာဟာနိုင်ငံအတွင်းမိတင်းနေထိုင်ကြတဲ့နိုင်ငံသားပြည်သူတွေအားလုံးရဲ့ကျန်းမာရေး၊ပညာရေး၊စီးပွားရေး၊လူမှုရေး၊တရားဥပဒေစိုးမိုးရေးစတဲ့လူမှုဘဝအရေးကိစ္စစတဲ့အရာတွေအားလုံးနဲ့ဆက်စပ်လျက်ရှိပါတယ်။နိုင်ငံရေးပါတီဆိုတာဟာနိုင်ငံအရေးကိုဆောင်ရွက်ဖို့စိတ်ပါဝင်စားသူတွေ၊နိုင်ငံရေးသမားတွေနဲ့စိတ်သဘောထားချင်းတူရစုဖွဲ့ထားတဲ့အစုအဖွဲ့တစ်ခုဖြစ်ပြီးနိုင်ငံရေးမူဝါဒသဘောတရားတည့်ရက်အပေါ်အခြေခံပြီးမိမိတို့ရဲ့လုပ်ငန်းစဉ်တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့စုဖွဲ့ထားတဲ့အဖွဲ့အစည်းတွေ ရက်လည်းဖြစ်ပါတယ်။စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုဖြုတ်ချရမှာအ धिक နေရာကပါဝင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တွေဟာနိုင်ငံရေးပါတီတွေတခုကိုထူထောင်ခဲ့ပေမဲ့နိုင်ငံရေးထောက်ခံမှုရရှိဖို့ရုန်းကန်နေရတဲ့ဆိုတဲ့တင်ပေဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုဖြုတ်ချရမှာ အဓိကနေရာကပါဝင်ခဲ့တဲ့ကျောင်းသားကောင်းဆောင်တွေဟာနိုင်ငံရေးပါတီတွေတခုကိုထူထောင်ခဲ့ပေမဲ့နိုင်ငံရေးထောက်ခံမှုရရှိဖို့ရုန်းကန်နေရာကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။ဖေဖော်ဝါရီ28ရက်ကကျောင်းသားတွေထူထောင်ခဲ့တဲ့ National Citizen Party NCP ဟာတာမန်အားဖြင့်လူကြိုက်များမှုမြင့်တက်ခဲ့ပေမဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးထောက်ခံမှုလုံလောက်စွာရရှိဖို့ရုန်းကန်နေရာဆဲဖြစ်ပါတယ်။ NCP ပါတီကတော့ဘင်္ဂလားဒေ့ရှ်မှာဆယ်စုနှစ်များစွာကြာအမြင့်တွယ်နေတဲ့ဆွေမျိုးကောင်းစားရေးဝါဒနဲ့ပါတီနှစ်ခုတည်းက ဩဇာလွှမ်းမိုးထားတဲ့အချိန်တွေကိုအဆုံးသတ်မယ်လို့ကတိပြုခဲ့ပါတယ်။ဒါပေမဲ့လာမယ့်နှစ်ဖေဖော်ဝါရီလမှာပြုလုပ်မယ့်ရွေးကောက်ပွဲဟာအချိန်နီးကပ်လာတာနဲ့အမျှ NCB ဟာဗတ်ပေါင်းစုံမှကောင်းမွန်စွာပြင်ဆင်ထားတဲ့ပြိုင်ဘက်ပါတီတွေနဲ့ရှင်ပြိုင်ဖို့ရုန်းကန်နေရပါတယ်။ကျွန်တော်တို့ပါတီကအားနည်းနေပါသေးတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာပါတီကိုအင်အားကောင်းမွန်အောင်တည်ဆောက်ဖို့အချိန်မလုံလောက်ခဲ့လို့ဖြစ်ပါတယ်လို့ NCB ပါတီကြီးကနာဟိအစ္စလမ်ကပြောကြားခဲ့ပါတယ်။ အသက်29နှစ်အရွယ်အစ္စလမ်ဟာငញ្ញင်းနိုဘယ်ဆုရှင်ဘိုအာမက်ယူနိုဦးဆောင်တဲ့ယာယီအစိုးရဖွဲ့မှပြန်ကြားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်ယာယီတာဝန်ထမ်းဆောင်ခဲ့ပူသူဖြစ်ပါတယ်။လက်ရှိအနေအထားကိုကျွန်တော်တို့နားလည်ထားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဟာစိန်ခေါ်မှုကိုရင်ဆိုင်ဖို့အတွက်အသင့်ရှိနေပါတယ်လို့သူကပြောပါတယ်။ဘလို့ပဲဖြစ်စေလူမှုသဘောဆန္ဒကောက်ယူမှုစစ်တမ်းတွေမှာ NCB ဟာ အခြားအင်အားကြီးပါတီတွေရဲ့နောက်မှာအပြတ်အသတ်နောက်ောက်ကြကြံနေစေဖြစ်ပါတယ် International Republican Institute ရဲ့ဒီဇင်ဘာလကပြုလုပ်ခဲ့တဲ့စစ်တမ်းမှာ NLD ပါတီဟာလူလူထောက်ခံမှုနှုန်း600ခန့်နှုန်းတာရှိခဲ့ပါတယ်ဒါပေမဲ့ဘင်္ဂလားဒေ့ရဲ့အင်အားကြီးဆုံးဘင်္ဂလားဒေ့အမျိုးသားရေးပါတီ BNP ဟာလူလူထောက်ခံမှုနှုန်း300ရာခိုင်နှုန်းနဲ့ဦးဆောင်နေကာ Islamic ပါတီဖြစ်တဲ့ Jamaat Islam ပါတီကလူလူထောက်ခံမှုနှုန်း26ရာခိုင်နှုန်းနဲ့ဒုတိယနေရာမှာရှိခဲ့ပါတယ် ်ဆိတ်ဟာစီနာရဲ့အဝါမီလီပါတီဟာရွေးကောက်ပွဲဝင်ရောက်ချင်ပြန်တွင်ပြင်ပင်ခံခဲ့ရပေမဲ့သူတို့ပါတီကိုရွေးကောက်ပွဲဝင်ခွင့်မပြုပါကစူပူအောင်ကြောင်းမှုတွေဖြစ်ပွားလာနိုင်မှာဖြစ်ကြောင်းအဝါမီလီပါတီကတတိပေးခဲ့ပါတယ်နိုင်ငံဆောင်ပါဝင်တဲ့မူဝါဒကိုထိန်းသိမ်းဖို့အတွက်တရုတ်သမ္မတရှီကျင်းပင်ကပြင်သစ်သမ္မတမက်ခရွန်ကိုတိုက်တွန်းခဲ့တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါနိုင်ငံဆောင်ပါဝင်တဲ့မူဝါဒကိုထိန်းသိမ်းဖို့နဲ့နိုင်ငံအချင်းချင်းအဆက်ဖြတ်မှုတွေကိုညှင်းပယ်ဖို့ တရုတ်တမရရှီချင်းဖင်ကပြင်သစ်တမရမက်ခရွန်ကိုတိုက်တွန်းခဲ့တယ်လို့နေကိုင်းအေရှားကဖော်ပြခဲ့ပါတယ်။ရှီဟာတရုတ်နိုင်ငံဘေကျင်းမြို့တော်ထံအလဲပဲရောက်ရှိလာတဲ့မက်ခရွန်နဲ့ဒီဇင်ဘာ၄ရက်မှာအစည်းအဝေးပြုလုပ်ခဲ့ပြီးနောက်ဒီလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။တရုတ်နဲ့ပြင်သစ်တို့ဟာအခြားနိုင်ငံတွေကိုနားလည်သင့်ပြီးထောက်ခံပေးသင့်ကြောင်းချီကပြောကြခဲ့ပါတယ်ဒီနောက်ယူကရိန်းစစ်ပွဲအပအဝင်အခြားသောရေးကိစ္စအများပြားကိုဆွေးနွေးခဲ့ကြပါတယ်မက်ခရွန်ရဲ့အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက်ချီကသူတို့နယ်ဦးရဲ့ဆွေးနွေးမှုတွေဟာရင်းနှီးမှု ပွင့်လင်းမှုနဲ့ အကျိုးဖြစ်တွန်းမှုလို့ရှိကြောင်းသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါအပြင်တရုတ်နဲ့ပြင်သစ်ကြားအိဗယ်ပြေးွားတဲ့မဟာဗျူဟာမြောက်မိဘဆက်ဆံမှုရဲ့စတန်ဘိုးတွေနဲ့ကမ္ဘာလုံးဆိုင်ရာဩဇာလွှမ်းမိုးမှုတွေကိုထိမ့်သိမ့်တင်ကြောင်းလည်းရှီကပြောကြားခဲ့ပါတယ်။ပြင်သစ်သမ္မတမက်ခရိုဟာတရုတ်တန်းသုံးရကြာခီးစဉ်ပဲရောက်ရှိလာခဲ့တာဖြစ်ပြီးဒီခီးစဉ်ဟာသူ့ရဲ့တက်တန်းတွင်စရုဒ္ဓအချိန်မြောက်တရုတ်ခီးစဉ်ဖြစ်ပါတယ်။မက်ခရိုဟာဒီဇင်ဘာ3ရက်ကလည်းတရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွန်ပြည်နယ်ချန်တူးမြို့ထံသွားရောက်လည်ပတ်ခဲ့ပါဗျ ဒါအပြင်မက်ကရွန်ဟာဒီဇင်ဘာ9ရက်မှာလည်းရှီနဲ့ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်ဖို့စီစဉ်ထားပါဗျ။ရှီနဲ့မက်ကရွန်တို့ဟာဒီဇင်ဘာ4ရက်ကလည်းပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွေလက်မှတ်ရေးထိုးဝယ်တယ်။ပေကျင်းမြို့မှာပြုလုပ်တဲ့တတမအကြိမ်မြောက်တရုတ်ပြည်သည့်စီးပွားရေးကောင်စီပိတ်ပွဲအခမ်းအနားကိုလည်းတက်ရောက်ခဲ့ပါဗျ။ထိုင်းနိုင်ငံမှာနိုင်ငံတကာလေကြောင်းလိုင်းတွေထံကလေစိတ်အခွန်53ရှာခိုင်နှုန်းတိုးမြင့်ခဲ့တဲ့ဆွဲသတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ထိုင်းနိုင်ငံမှာနိုင်ငံတကာလေကြောင်းလိုင်းတွေပေါ်မှာပြည်ပကြီးသွားတွေအတွက်လေဆိပ်ခွန် airport တက်ဟုလူသိများတဲ့လေဆိပ်တွေမှာခီးတွေတွေအတွက် ဝန်ဆောင်မှုကောက်ခံတဲ့အခကြေးငွေကို53ရာခိုင်နှုန်းတိုးမြှင့်ဖို့ထိုင်းပြည်သူလေကြောင်းဘုတ်အဖွဲ့ကအတည်ပြုခဲ့တယ်လို့ဘဏ်ကောက်ပို့ကဖော်ပြခဲ့ပါတယ်။နိုင်ငံတကာလေကြောင်းလိုင်းတွေအတွက်လေဆိပ်အခွန်ကောက်ခံမှုကိုဘတ်930မှာဘတ်1120တိတိုးမြှင့်ရေးအတွက်ထိုင်းလေဆိပ်တွေကုမ္ပဏီ AOD ရဲ့လျှောက်ထားမှုကိုဘုတ်အဖွဲ့ကဒီဇင်ဘာ3ရက်မှာအတည်ပြုခဲ့တယ်လို့တရုတ်ပို့ဆောင်ရေးဝန်ကြီး FIFA ရီရှာဂစ်ပရာဂန်ကပြောကြားခဲ့ပါတယ်။ခီးတဲ့ဝန်ဆောင်မှုအခကြေးငွေလေဆိပ်အခွန်ကိုလေရည်လက်မှတ်ဝယ်ယူခြင်းကလေးကတစ်ပါးတည်းထည့်သွင်းကောက်ခံထားတာဖြစ်ပါတယ်။ ်ဒီလေစိတ်အခွန်တိုးမြင့်မှုဟာလာမယ့်နှစ်အစောပိုင်းမှာစတင်အကျုံးဝင်တက်ရောက်မှာဖြစ်ပါတယ်ပြည်တွင်းလေကြောင်းလိုင်းတွေအတွက်လေစိတ်အခွန်ကိုတော့လက်ရှိကောက်ခံနေတဲ့ဘတ်130မှာအပြောင်းလဲရှိမှာမဟုတ်ပါဘူး AOD ကုမ္ပဏီဟာသူဝနဘူမိဒွန်မောင်ဖူးခတ်ချင်းမိုင်ဟတ်ရိုင်နဲ့ချင်းရိုင်လေစိတ်တွေကိုစီမံကိုက်တွယ်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်အခုလိုလေစိတ်အခွန်တိုးမြင့်မှုတွေတရုတ်ပို့ဆောင်ရေးဝန်ကြီးထံမှာအတည်ပြုချက်တောင်းခံမှုအတွက်အချက်လက်တွေကိုစုစည်းတင်ပြသွားမှာဖြစ်ပါတယ်ဒီလေစိတ်အခွန်တိုးမြင့်မှုကိုမပြတ်ထမ်းမီလေးလအတွင်းနှုံးထားအစ်စ်ကို လူသိချင်ကြကြင်ကြပေးသွားမယ်လို့ဆိုပါတယ်အထက်ဖော်ပြပါလေဆေး6ခုကိုလက်ဆင့်ဝင်ရောက်တဲ့နိုင်ငံတကာခီးသွွားရေအတွက်ဟာ35တန်းရှိတာကြောင့်လေဆေးခုံတိုးမြင့်မှုကြောင့်နှစ်ဆင်ဝင်ငွေဟာ10ဘီလီယံခန့်မြင့်တက်လာလိမ့်မှာဖြစ်ကြောင်း AOD ကပြောကြားခဲ့ပါတယ်လေဆေးအခွန်တိုးမြင့်မှုကြောင့်လေဆေးရဲ့ဝန်ဆောင်မှုတွေပုံမကောင်းမွန်လာမှာဖြစ်ပြီးပုံမရရှိလာတဲ့ဝင်ငွေတွေကိုလေဆေးတွေမှာခီးတဲ့တွေအတွက်အစီအမေချောင်းဝဲစေမဲ့လုပ်ငန်းစဉ်မှာပြန်လည်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်းရုပ်ပြလေကြောင်းအဖွဲ့ကပြောကြားခဲ့ပါတယ် စီအနာသတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ဝက်ဆမ်အသင်းကိုနောက်ကျချေပါကိုပေးခဲ့ရတဲ့အပေါ်စိတ်ပြက်ကဒေါသထွက်မိတယ်လို့ United အသင်းကြီးပြအာမော်ရီကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ United အသင်းနဲ့ West Ham အသင်းတို့တကူးစီအသေးကြခဲ့တဲ့ပွဲမှာ West Ham အသင်းကိုနောက်ကျချေပါကိုပေးခဲ့ရတာကိုကြီးခဲ့ရပြီးနောက်သိပ်ပြက်ကဒေါသထွက်မိတယ်လို့ United အသင်းကြီးပြအာမိုရင်ကပြောခဲ့ပါတယ်။အာမိုရင်ကဒီပွဲပေါ်အကဲဖြတ်ရမယ်ဆိုရင်သိပ်ပြက်ပြီးဒေါသထွက်နေပါတယ်ဒါပါပဲ ျွန်တော်ကပွဲကိုထိန်းချုပ်နိုင်မှုဆုံးရှုံးတယ်လို့ဘောလုံးတွေလည်းဆုံးရှုံးခဲ့ပါတယ်။ကျွန်တော်တို့တည်ငြိမ်မှုရှိပေမယ့်အရာအလုံးကိုထိန်းချုပ်နိုင်မှုအတွက်ပိုပြီးကောင်းအောင်လုပ်ရမှာပါ။ကျွန်တော်တို့အနေနဲ့နိုင်ပွဲတွေရဖို့အတွက်သွင်းကိုတွေပိုပြီးသွင်းယူရမယ်ဆိုတာတည်ချာတယ်လို့ပြောရပါတယ်။ဒူလိုက်တဲ့အတင်ဟာဒီပွဲမှာဒါလော့ရဲ့သွင်းကိုနဲ့ဥဆောင်နိုင်ခဲ့ပေမယ့်ဝါဆန်အတင်ကိုနောက်ကျခြေပါဖို့ပေးခဲ့ရတာကြောင့်တမက်စီခွဲယူခဲ့ရတာပါ။ဒူလိုက်တဲ့အတင်ဟာဒီပွဲအနိုင်ရရင်ပရီးမီးယားလိအဆင့်၅နေရာအထိတက်နိုင်မှာဖြစ်ပေမယ့်တည်ကြခဲ့တာကြောင့်ဒီအခွင့်အရေးကိုလက်လွတ်ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိ9ဘွဲမှာတပွဲသာအနိုင်ရပြီးရမှတ်တွေဆုံးရှုံးနေတာပါ။အာမိုရီယာဒီဘွဲမှာအသင်းခံစားကမရှင်းထုတ်နိုင်ခဲ့တာကြောင့်ပေးခဲ့ရတဲ့ဝက်ဆန်အသင်းရဲ့နောက်ကျအသွင်းကိုအလိုစိတ်ပြတ်နေခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းကောင်းဆောင်ဟောင်းရန်ကင်ကအသင်းရဲ့ကွင်းလည်နဲ့ခံစားမှာမေးခွန်းတွေအများကြီးရှိနေပြီးဒီအသင်းအတွက်ကစားပြီးနေရတဲ့အကြောင်းရင်းကဒီလိုအခြေအနေတွေကိုကင်တွယ်ဖြေရှင်းဖို့လို့ပြောရပါတယ်။ယူနိုက်တက်အသင်းဟာဝက်ဆန်အသင်းနဲ့တည်ကြခဲ့တာကြောင့်ပရီးမီးယားလိအဆင့်ရှင်းနေရာမှာရည်တည်နေပြီးဒါမဲ့ပွဲစဉ်အဖြစ်ဝူအသင်းအိမ်ဝင်သွားရောက်ရှင်ပြရမှာဖြစ်ပါတယ်။ စီရင်နိုင်တဲ့တင်းဌာနရဲ့2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။